မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးရွာကျပြီးတော့နေပူချိန်တွေတဖြည်းဖြည်းချင်းတိုးလာပြီးတော့အိုက်ဆက်ဆက်စတင်ဖြစ်ပေါ်နိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။လေကြောင်းမလို့သာဥဝေဖြူဟန်ကတော့၄ရက်နေ့ကနေ၁၇ရက်နေ့အထိတပတ်စာခံမှန်းချက်မှာ၄ရက်၅လ2025ရက်နေ့မနေ့၁၇နာရီမိနစ်၄၅မိနစ်ချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်။မိုးရွာနေတဲ့အချိန်မှာမိုးပြက်မဲ့ရက်နဲ့မိုးပြက်နေတဲ့အချိန်မိုးရွာသွန်းမဲ့ရက်မျိုးပဲသိကျင်တာ မြန်မာနိုင်ငံအလဲပိုင်းဒေသတွေဖြစ်တဲ့မန်းလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနေပြီးတော့ ਨੇ မကွေးတိုင်းဒေသကြီးတွေမှာတော့ပြီးခဲ့တဲ့လ30ရက်နေ့ကနေကြိုတင်ခံမှန်းပေးထားတဲ့အတိုင်းပဲဒီနေ့ညနေပိုင်းမှာကွက်ကြားမိုးတွေရွာသွန်းပြီးတော့၅ရက်နေ့ကစပြီးတော့မိုးရွာကြကနေ့ပူချိန်တွေတဖြည်းဖြည်းချင်းတိုးလာပြီးတော့၁၀ရက်နေ့ထိမိုးပြတ်ပြီးအိုက်ဆက်ဆက်ရာသီဥတုမျိုးဖြစ်လာမှာဖြစ်ပါတယ်ဒီတစ်ပတ်ဖဲမိုးအသင်တင့်ရွာသွန်းနိုင်တဲ့နေရာတွေကတော့မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တရင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့အေရာတိုင်းတွေဖြစ်ကြပါတယ်ဒီတစ်ပတ်ထဲမိုးနှင်းငယ်ဆက်ရွာနိုင်တဲ့ဒေသတွေကတော့ရန်ကုန်တိုင်းဒေသ တာချင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ဗိုးရိုင်းဒေသကြီးချင်းပြည်နယ်နဲ့ကယားပြည်နယ်တွေလည်းဖြစ်ကြပါဗါဒါအပြင်မိုးလဝသတုတေတင်အွန်လိုင်းကလည်းမေလ16ရက်နေ့နောက်ပိုင်းမှာလေပြင်းအားနဲ့ရောင်ဝဖြစ်နိုင်ခြေကဆက်ရှိနေတယ်လို့ဆိုပါတယ်။သတိပေးချက်အနေနဲ့ကန်ယူတန်းဒေသအလုံးကပင်လယ်ထဲထွက်ပြီးဝန်းစာရှာနေရတဲ့ရေလုံသားတွေအချိန်မီကန်းကို ပြောင်းဝင်နိုင်အောင်လို့ဆိုပါတယ်။တကယ်ဖြစ်လာချင်းကြမှာဆိုရင်တော့ဘလောက်နေနေအစာပြိုးပြီးအင်အားဘလောက်ပြင်းလာမယ်မသိနိုင်တဲ့လိပိအားနဲ့ရောင်ကဘယ်နေရာမှာမစိုးအံ့နေပြီးသွားနိုင်ပါတယ်။ လေပြင်းအားနဲ့ရံဝန်ကံရံနေမှာအခုကြိုတင်ခံမှန်းချက်အတိုင်းအစပြုလာရင်တော့တနိုင်ငံလုံးကမိုးရွာနိုင်တဲ့အခြေအနေကလည်းမေလ၁၀ရက်နောက်ပိုင်းအနည်းဆုံးမိုးအထင်းထင်ရွာနိုင်တဲ့အခြေအနေရှိနေတဲ့အကြောင်းကြိုတင်ခံမှန်းရေးမော်ဒယ်တွေကပြသနေပါဗျ။မိုးရေကြိမ်၄၀မီလီမီတာအထက်ကနေ 80မီလီမီတာအထက်တည်းရွာသွန်းနိုင်မဲ့ဒေသတွေကိုလည်းဖော်ပြလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းပြင်ဦးလွင်မှာမိုးရွာသွန်းမှုကြောင့်ရွာလေးရွာဝန်းကျင်ရေကြီးနှိမ့်ုပ်သွားတဲ့အကြောင်းဖော်ပြပေးပါမယ်။မန္တလေးတိုင်းပြင်ဦးလွင်မြို့နယ်ကမေလ၄ရက်ဒီနေ့မနက်ပိုင်းမှာတော့ရွာသွန်းခဲ့တဲ့မိုးကြောင့်တာကြ6ရက်တွေဟာအုံကျော်10ရောဂိုင်တန်စည်းပင်ကြီးရွာထဲမှာရေကြီးရေရှမ်းမှုဖြစ်ပွားပြီးတော့နေနေရေနှိမ့်ုပ်မှုဖြစ်ပွားတယ်လို့သိရပါတယ်။ပြင်ဦးလွင်32မိုင်း ကျင့်ကြံပရမများရိတ်တာမှာတော့ရည်ကြည်မှုဖြစ်ပေါ်ခဲ့တဲ့ကြောင်းလက်ရှိမှာတော့ရည်ကြနေပြီဖြစ်တယ်လို့သိရပါတယ်။မိုးများပြီးတော့တောင်ကြရည်တွေကြတော့ရည်ကြည်တယ်။အခုတော့ရည်ပြန်ကြသွားပြီ။တော်တော်နှဲသွားပြီ။တောင်ကြရည်ဆိုတော့အတက်မြန်တယ်လို့အကြလည်းမြန်နေ။အခုတရားတော်ကတော့လူထိ kait ပျက်စီးမှုမရှိဘူး။ဆယ်တော်တို့ kait တန်တို့ကချောင်းပြီးရွာတယ်ဆိုတော့ရည်ဝင်တယ်လို့အုံချော့ဒေတာကကဆိုပါတယ်။ရည်ကြည်နှိမ့်မြုပ်မှုဖြစ်ပါတယ်။ကြာမြင့်မှုမရှိတာကြောင့် ထိခိုက်တာမျိုးမရှိပေမဲ့နေအိမ်နှမြုပ်မှုခံစားရတဲ့ဒေသခံတွေကတော့ပြည်စည်းတချို့ရင်းနှမြုပ်ခံရတဲ့အကြောင်းထိခိုက်ပျက်စီးမှုအနည်းငယ်ရှိကြောင်းသိရပါတယ်။တောင်ကြားရေတွေအချိန်နဲ့ဆီလာတော့တချို့ဆိုရင်ပြည်စည်းတွေအကုန်မရှိနိုင်တာမျိုးရှိတယ်။ရေကလူတရက်လောက်အထိတက်လာခဲ့တာဆိုလူလဲလွတ်ရရှောင်ရတဲ့အခြေအနေမျိုးဆိုတော့ပျက်စီးမှုကအနည်းနဲ့များတော့ရှိနိုင်တယ်။အခုတော့ရေကပြန်ကျနေပြီလို့ပသိမ်ကြီးဒေသကကဆိုပါတယ်။ပြုံးလင့်မှာမနက်9နာရီလောက်တည်းကမနက်9နာရီလောက်တည်းမိုးရွာသွန်းခဲ့တာဖြစ်တဲ့ကြောင့်မိုးရွာသွန်းချိန်ကြာသလိုမိုးရွာသွန်းမှုလည်းများတာကြောင့်တောင်ကြားရေစီးဆင်းမှုတွေကိုအနေပိုင်းနေ ေရေကြီးနှမြို့မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဆက်လက်ပြီးတော့မန်လေးကငလင်ထိထားတဲ့ရှစ်ထက်အတိုင်းမြင်းကြီးတက်တစ်ထက်ပြူကြတဲ့အကြောင်းဖော်ပြပေးပါမယ်။မန်လေးမြို့မှာမိုးရွာသွန်းမှုများနေပြီးတော့ငလင်ကြောင့်တင်းဆောင်ခဲ့တဲ့အောင်မြေသာဇံမြို့နယ်15လမ်းနဲ့82လမ်းတောင်မှရှိတဲ့ရှစ်ထက်တိုင်းတစ်လုံးရဲ့မြင်းကြီးတက်ပြူကြခဲ့ကြတဲ့အကြောင်းသိရပါဗျ။ဒီတိုက်ကတော့ငလင်တက်ကြောင့်အောက်ခြေရိုက်သွားတဲ့အတွက်လူနေထိုင်ခြင်းမရှိတော့ကြောင်းသိရပါဗျ။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်မန္တလေးမြို့မှာရှိတဲ့အစားအုံ၄00ကျော်ပြုကျပျက်စီးခဲ့ရပြီးတော့လက်ရှိချိန်ထိတိမ်ဆောင်တာအကြောင်းတွေဖြစ်ပေါ်တာစတဲ့ငလင်းတန်တိနေအစားအုံပေါင်းများစွာကျန်ရှိနေကြောင်းသိရပါတယ်။ အခုရပိုင်းအတွင်းမန္တလေးမြို့မှာမူရသုံးမှုတွေရှိနေတယ်လို့ဒါမဲ့ရက်တွေအတွင်းမှာလည်းနေရာကျကျနဲ့နေရာကွက်ကြားမိုးထစ်ကြုံရွာမယ်လို့မလို့သားနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တာဖြစ်ပါတယ်။ဒါအပြင်ကြိုတင်ခံမှန်းပေးထားတဲ့အတိုင်းမိုးရက်ပြီးတော့နေ့ပူချိန်တွေတိုးလာကအဆက်ဆက်ဖြစ်နေကြောင်းဖော်ပြပေးပါမယ်။လေကြောင်းမလို့သားဦးဝေဖြူဟန်ကတော့9ရက်9လ2025ရက်နေ့မနက်9:40မိနစ်ချိန်မှာကိုလိုထုတ်ပြန်ခဲ့ပါတယ်။တင်းနိုင်တိုင်းဒေသကြီးမှာတော့နေရာစိတ်စင်မှု မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာတော့နေရာကျကျမိုးရွာသွန်းနိုင်ကကချင်ပြည်နယ်အထက်ပိုင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ချင်းပြည်နယ်မှာနေရာကွက်ကြမိုးနှင်းငယ်ရွာသွန်းပါမယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်အသင်းတက်လောက်ပဲဖြစ်ထွန်းပြီးတော့နေကျကျပူလာမယ်လို့ဆိုပါတယ်။ဆက်လက်ပြီးတော့ချောင်းနဲ့ရင်းနေခဲ့တဲ့လူငယ်တအူးတွေကအလောင်းပြန်တွေ့ပြီးတအူးပြောက်ဆုံးနေတဲ့အကြောင်းဖော်ပြပေးပါမယ်။ ပဲခူးတိုင်းတောင်ကုန်မြို့နယ်ပုစုကြီးဝါနေခပ်ပေါင်းချောင်းထဲမှာရင်းစင်းကူးတဲ့လုပ်ငန်းတအုပ်ရင်းနှစ်ပြောင်းဆုံးနေခဲ့ကဒီထဲကမှတအုပ်ရဲ့အလောင်းကိုပြန်ရပြီးတော့ရှာဖွေကယ်ဆယ်တွေလုံဆောင်ပေးနေတဲ့ထံကသိရပါဗျ။မေ9ရက်ညနေ9:00နာရီကမှပုစုကြီးဝါမှာနေထိုင်တဲ့အသက်16နှစ်အရွယ်မောင်မင်းခန့်ပြုနဲ့ ကျုံကုန်းကြီးဝါနေသူမောင်စိုးသူတော်အောင်တို့နှစ်ဦးအပါဝင်စုစုပေါင်း၅ဦးရေစင်းကုရကနဲ့သူတို့နှစ်ဦးယင်းနှစ်ပြောင်းဆုံးခဲ့တာလို့ဆိုပါရယ်ရေစင်းကုရင်တဲ့ကိုယင်းနှစ်သွားတာအဲ့နားလေးမှာကအရင်ကဝဲမရှိဘူးငလျင်လှုပ်ပြီးမှဝဲတခုဖြစ်လာတာ ီဝဲတန်းကိုဝင်သွားတယ်ဝဲနဲ့ကန်းနဲ့လည်းနှိစက်တယ်တယောက်တော့အလောင်းပြတ်တွေပြီးတော့ကုညီကယ်စိလှုပ်ဆောင်သူကဆိုပါတယ်ယင်းနှစ်ပြီးတော့တနအိကန်းကြာမှာတော့ယင်းနှစ်မှုဖြစ်ခဲ့တဲ့ဝဲအတွင်းကနေမောင်မင်းခန့်ဖြူရဲ့အလောင်းကိုပြန်လဲရှာတွေ့ခဲ့တဲ့အတွက်မိသားစုနေကနေအိမ်ကိုပြန်တယ်ပြီးတော့နိုင်ရေးကိစ္စပြုလုပ်နေတယ်လို့သိရပါတယ်မောင်စိုးသူတော်အောင်ရဲ့အလောင်းကိုတော့လူမှုကွန်ရက်အသင်းနေတဲ့ဒေသခံတွေကဆက်လက်ရှာဖွေပေမဲ့မေလ6ရက်ဒီနေ့မနက်ပိုင်းတည်းပြန်တွေ့သေးဖို့လို့သိပါပါတယ် မေလ6ရက်မနက်ပိုင်းတွင်ပြတ်မတွေ့သေးဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ2ရက်ကတော့တောင်ဝမျိုးအဝင်ထေးလိုက်ကျိုးအတွက်ရေစင်းခုတဲ့တောင်ဝမျိုးမှာရေစကန်ကရေတက်ချက်တူရင်းနဲ့တေးဆုံးတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါသေးတယ်ရှင်။ ဆက်လက်ပြီးတော့အငိမ်စားပါမောက်ခကိုလူရဲတက်ဖြတ်တဲ့သူကိုဖမ်းမိပြီးဆိုတဲ့အကြောင်းဖော်ပြပေးပါမယ်။မန္တလေးမြို့မဟာအောင်မြင်မြို့နယ်အငိမ်စားပါမောက်ခတက်တာပေတာဌာနဒေါက်တာထွေထွေကိုမြေကွက်ပြဖို့ခေါ်သွားပြီးတဲ့နောက်လူရဲတက်ဖြတ်သူအသက်25နှစ်အရွယ်ဆိုင်းထွန်းတော်ကကိုဆိုင်ခေါ်ငင်းချဲဖြိုးကကိုဖြိုးဆိုသူကိုတော့မေလာတရမနက်စင်တိုင်းကမှဟဲဟိုမြို့မှာဖမ်းဆီးရမိတယ်လို့မန္တလေးတိုင်းရဲတပ်ဖွဲ့နဲ့နှိစက်သူတွေထံကသိရပါဗါတယ်။အသက်66နှစ်အရွယ်အငိမ်စားပါမောက်ခဒေါက်တာထွေထွေကတော့အင်ဂျင်ဘီအယောင်းဝင်လုကိုင်းသူဖြစ်ပြီးတော့ ဘယ်25ရက်က ပသိမ်ကြီးမြို့နယ်ကိုလိုက်သွားစဉ်မှာတပ်ဖြတ်ခံခဲ့ရကသူ့ရဲ့ရုံလောင်းကိုတော့ပသိမ်ကြီးမြို့နယ်ရေထွက်ကြီးရွာမြောင်းမတော်ကြီးပေလဲခွဲမှာစောက်လောက်ထားတဲ့လူနေထိုင်ခြင်းမရှိသေးတဲ့တထပ်တရအတွင်းဒဏ်ရာတွေနဲ့ပုံပွားတည်ဆုံနေတာကိုအေဘယ်28ရက်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မန်နေတိုင်းရင်တက်ဖွဲ့တဲ့နေဆက်သူကတော့ပမောက္ခအမျိုးသမီးကိုရောင်းမဲ့အိမ်ကိုပြပြီးတော့အဲ့ဒီအိမ်ထဲမှာတန်းတက်ဖြတ်ထားခဲ့တာပမောက္ခအမျိုးသမီးဝတ်သားတဲ့လက်ဝတ်လက်စားတွေပတ်စံတွေစာချုပ်စာရတွေကိုလည်းယူသွားတယ်လောဘစိတ်နဲ့လုသွားတာမျိုးပါအွန်လိုင်းမှာပြတ်နေတယ်လို့မျိုးသူနဲ့လက်တွဲပြီးတော့အိမ်ချမ်းကြီးအယောင်းဝယ်လုပ်နေတဲ့သူပါပဲလို့ဆိုပါတယ်ဒီလိုဖမ်းမိတဲ့ကျူးလွန်တဲ့သူကိုပသိမ်ကြီးမျိုးမှရေးစကမှာပါ88 2025 ရာသကြီးဥရေပေါ်မှာ300နှစ်မှုဖွင့်ထားကြောင်းလည်းသိရပါဗျ။မန္လေးမှာငလျင်လှုပ်ခတ်ပြီးတဲ့နောက်ညအချိန်တကူးတွေတောင်းညနေပေမဲ့ရတက်ဖွဲ့နဲ့အုတ်ချိုရီပိုင်ကထိတိရောက်ဖမ်းဆီးပေးနိုင်ခြင်းလည်းမရှိသလိုနေ့အချိန်ဒီမှာတော့နေရင်တွေအတွင်းကိုဖောက်တွင်းဝင်ရောက်တာတွေဒေါက်တာလက်နက်ကင်ချုံချောက်လူရက်တာတွေဖြစ်ပေါ်နေတဲ့ကြောင့်မျိုးကန်တွေထံကသိရပါဗျ။ ဆက်လက်ပြီးတော့ခင်မုံကိုပြတ်တက်တဲ့ဇနီးအပါနှစ်ဦးကိုဖမ်းဆီးထားတဲ့ကြောင်းဖော်ပြပေးပါမယ်။မန္တလေးတိုင်းမဟာအောင်မြင်မြို့နယ်စိန်ပန်းရက်ကွာ38လနဲ့38လကြားတင်ကစားပလန်အနောက်မှာရှိတဲ့ Happy Light လက်ဖက်ရည်ဆိုင်ပိုင်ရှင်အမျိုးသားကိုတတ်ခဲ့တဲ့ဇနီးဖြစ်တဲ့သူနဲ့အမျိုးသားတအုပ်ကိုဖမ်းဆီးထားတယ်လို့မေလာနှစ်ရက်မှာထုတ်ပြန်ပါတယ်။ Happy Light လက်ဖက်ရည်ဆိုင်ပိုင်ရှင်အသက်50အရွယ်ကိုအောင်နေမျိုးကို သူ့ရဲ့ဇနီးဖြစ်သူဒေါ်ရွှေစင်ဝင်းနဲ့အသက်33နှစ်အရွယ်ကိုစော်ပြူအောင်တို့ကတက်ပြခဲ့တာဖြစ်ပြီးတော့ကိုစော်ပြူအောင်ကိုတော့မီလာတရက်ကအရာရီတိုင်းမော်ကျုံမြို့နယ်တကွန်တိုင်းကျုံဝရွာမှာဖမ်းမိခဲ့တာလို့သိရပါဗျ။အေဘ28ရက်ကဦးအောင်နေမျိုးဟာလက်ဖက်ရည်ဆိုင်အိမ်ခန်းတွင် ကြည်ထင်မှန်တရားနဲ့အသက်ခံရတဲ့ဆိုပြီးတော့ဇနီးဖြစ်သူဒေါ်ရွှေစင်ဝင်းကရဲထိုင်ကိုအကြောင်းကြားခဲ့လို့သိရပါတယ်။အခင်းဖြစ်တဲ့နေရာကိုတွားရောက်စစ်ဆေးတဲ့အချိန်မှာဦးအောင်နေမျိုးကိုနဘက်ရင်ဆိုင်အေကန်အတွင်ဂရင်ပေါ်မှာညာဘက်နှစ်ထင်ကနေဘယ်ဘက်နှစ်ထင်ကြည်ဖောက်ထွက်တရားတစ်ချက်ဝမ်းဘက်မှာထိုးသွင်းတရားနှစ်ချက်နဲ့တည်ဆုံးနေတာကိုတွေ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ စစ်စစ်မဲ့တဲ့အချိန်မှာဒေါ်ရွှေစင်ဝင်းရဲ့အမှုရာပြတ်နေတာကြောင့်ထပ်မံစစ်ဆေးခဲ့ရမှာသူ့ရဲ့ထွက်ဆိုရေးအရာခင်မုန်းဖြစ်တဲ့သူဟာသူ့ကိုအမျိုးမျိုးညှဉ်းပန်းနှိပ်စက်တဲ့အပြင်အတူနေညီကိုမောင်နှမတွေကိုလည်းနေကနေအချိန်ကြီးမောင်းချတဲ့အတွက်နာကြီးစိတ်ရှိတာကြောင့်တပ်ဖြတ်ပေးဖို့ဒေါ်ရွှေစင်ဝင်းဟာသူ့နဲ့ချစ်ကြိုက်နေတဲ့ကိုဇော်ဖြူအောင်ကိုနေအချိန်နေအသေးစိတ်ပြောဆိုအသိပေးပြီးတော့အေပယ်29ရက်မှာလှုပ်ကြံခဲ့တာလို့ဆိုပါတယ် ထွက်ဆိုချက်ရရှိပြီးတဲ့နောက်မေလတရက်မှာကိုစော်ပြိုအောင်နေထိုင်တဲ့အောင်မြင်သာဆန်မြို့နယ်ဒေါနာဘွားရက်ကွက်အုတ်ဆက်ရက်အကွက်ဆက်သုံးမှာရှိတဲ့အခန်းကိုဝင်ရှာချိန်မှာ9မီလီမီတာပစ္စတိုလက်နက်တစ်လက်ကြီးရင်နှစ်ခုကြီးရှစ် G28 တောင်းတဲ့ Scooby Cycle တစ်စီးကိုတင်ဆက်ရမိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရတယ်။ဒီနောက်မှာတော့ကိုအောင်ဖြိုးအောင်ကတော့ သူ့ရဲ့စာတိဖြစ်တဲ့ဒကွန်တိုင်ကျုံဝါကြီးဝါကိုပြန်သွားကြောင်းသိရတဲ့အတွက်သက်ဆိုင်ရာနေပြည်နယ်ချိတ်ဆက်ပြီးဖမ်းဆီးခဲ့တာလို့သိရပါတယ်။ဒီမှုနဲ့ပတ်သက်ပြီးတော့ပြည်မှုကျုံလုံသူနှစ်ဦးကိုတော့မဟာအောင်မြင်မြို့နယ်အမှတ်ကွန်နယ်မြေရဲစခန်းကနေပ90 2025ရဲသက်ကြီးဦးတွေပုံမှာ300နှစ်ဒုသက်မှုနဲ့မှုဖွင့်ဖမ်းဆီးထားတယ်လို့သိရပါတယ်ရှင်။